ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မြေဦး family youtube channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရွှေဦးတောင်းဤမျက်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း15နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာဒီနေ့တနေ့ဒါမြတ်ဒီ မတဏ္ဍနှင့်အတူအင်းရှိကန်းတွင်စကားပြောလျက်ရှိကြစဉ်ခင်လေးဆွေသည်မိဘကြောင့်၌ချက်ပြုတ်ကြော်တော်လျက်ဖိုးခွေးမူကားဇာမိဝဲနေသည်နှင့်စာကျက်နေရ၏။တာမြသည်လူမော်နှင့်၎င်းအခြားတပုံများနှင့်၎င်းတိုက်ခိုက်ကြရဘူးသောအကြောင်းအရာများကိုစကားဆက်မိဆက်ရာပြောနေရမှအဖြစ်အပျက်တစ်ခုကိုသတိရသည်နှင့်မိဘဦးမတဏ္ဍဟိုတုန်းကမတဏ္ဍတို့မန္တလေးဘယ်ရက်မှနေကြတာလဲ။မတဏ္ဍက ဆီယုံကြီးတောင်ပဲဟောကုန်းထဲမှာပါကိုတာမြတ်ကဟောကုန်းဆိုတော့ကျွတ်တို့ကအရောက်အပေါက်နေတယ်ဗျာဒါကြောင့်မတွေ့ကြတာနေမှာပဲခုမှအင်ဇန်ကလေးဖွင့်ထားတယ်ဆိုမဒနန်ကဟုတ်ပါတယ်နောက်တော့မှကောင်းကောင်းမစားလောက်လေတော့လရေတို့အတက်တင်ပြီးစရေးလို့ရပါတယ်ကိုတာမြတ်ကဖြစ်ရလေဗျာကျုပ်ကပြင်မန္တလေးရောက်တိုင်းတရင်မေးလိုက်တာဘယ်မှမှတည်လင်စားမရခဲ့ဘူး လူများလွဲကျင်တော့ဒီလိုပဲလေမဂ္ဂနာလဲတာမြတ်ကဤအကြောင်းမျိုးကိုပြောသည့်အခါတိုင်းနှုတ်ဆက်နေကြ၏ကိုတာမြတ်ကနေပါဦးဗျမန္တလေးကိုကရင်ဝင်တော့ကလည်းကြွတို့ရှိပါတယ်ဒီတုန်းကကောမတ္တနံတို့ဟောကုန်ပါပဲလားမတ္တနံကဒီတုန်းကဟောကုန်မရောက်သေးဘူးဇိယုနာကလူစိတ်ဝင်နေမှာကိုတာမြတ်ကလူစိတ်ဝင်တွေကတစ်မျိုးလုံးပြည့်နေကြဗျာဘယ်နှကဝင်ဟာလဲ မတဏ္ဏကကြောက်သေးတယ်နောက်ဖေးကပါပဲရှင်ကိုသားမြတ်ကအဲ့ဒီနာတဝိုက်တော့ကျွတ်တူတော်တော်နှံ့နာပဲမန္တလေးမြို့မှာနာမည်အကြီးဆုံးမိမကြီးဟာလဲကြောက်သေးတယ်နောက်ဖေးကဝင်တဲ့မှာပေါ့မတဏ္ဏလဲမြများအိမ်၌အဖြစ်အပျက်ကိုတရိရ၍မျက်နှာငုံလျက်ရှိလေသည်ကိုသားမြတ်ကကျွတ်တူစစ်တပ်ကဗိုလ်ကြီးလုပ်တဲ့လူစုတော့အဲ့ဒီအိမ်မှာအချိန်ကုန်ကြတာပဲ။ ကျွတ်တော်ဟိုညကဗိုလ်ချုပ်ရဲ့မွေးနေ့မှုဓမင်းစားပွဲ ကြွေးတာနဲ့ခက်တူတူနဲ့လူပေါင်းမှပြီးတစ်ခေါက်တည်းရောက်ခဲ့ဘူးပါတယ်အင်းလေးလက်ထက်ကလေးကမျက်နှာဖြူအရာရှိတွေပိုင်းနေတဲ့မိန်းမကြီးဆိုကပဲသူ့အိမ်မှာမွေးထားလိုက်တာကလေးတွေတကယ်အညံ့အဖူးကလေးတွေဆိုပါကလားဒေါက်ကနိုင်ကတာမြပြောပြလဲရှိသောမိန်းမကြီးမှာမိမိတည်ခဲ့သောမြတ်မြပင်ဖြစ်သည်ဟုမဒနန်ရိပ်မိလေပြီမဒနန်က လူစိတ်ဝင်တွေကဘုံကြီးကိုရှင်ရောက်ဖို့လို့လားကောသားမြတ်ကပြောပြီးပြီကောဗျာတခေါက်တည်းရောက်ဖို့ပါတယ်လို့မတ္တရန်ကပေတုံးကလည်းကောသားမြတ်ကရှက်ကိုရှက်ကန်းနှင်းတဘုံတွေဝင်တွေဆိုလို့မြို့လန့်တယ်ညဟာကောဗျာမတ္တရန်ကနောက်ပြီးတော့မိရီလောင်းတယ်လေမတ္တရန်လည်းရင်ထဲ၌ပင်ပုတ်ထုထုကဲ့သို့ခုံလုတ်လျက်ရှိသည်ကိုမိမိဤနားနှင့်ဆက်ဆက်ကြားနေရသည်ကောသားမြတ်က ဟုတ်ပါတယ်ဗျာမိလူလောင်လို့တရလုံးပြောင်းပါရောလားနောက်တနေ့မှာကျုပ်ကကိစ္စတခုနဲ့ရောက်သွားသေးတယ်ဘိုးရင်ကြီးဟာလေမတဏန်ကဟေ့ကလေးမမတဏကိုတောင်းမှွေလာတယ်ထင်တယ်မလုပ်ပါနဲ့ဟဲ့ယူခဲ့ပါဒုက္ခနာ၌ဘိုးကွေသည်အိမ်ခံတဲ့တွင်စားကြနေရမှကလေးတို့ဤတဘာဝအတိုင်းပြင်းကြီးလာသည်နှင့်မတဏန်ဤခေါင်းအောက်မှတော့ဖြင့်တိတ္တာကလေးကိုဖွင့်၍ မိမိ၏ဓာတ်ပုံကိုထုတ်ကြည့်နေရမှအံပုံကလေးတစ်ခုတွေ့သည်ဖြင့်၎င်းအထက်မှနဝရလက်ဆွဲကိုဝတ်ဆင်ပြည်လင်လူပိုကြီးတယောက်ဟန်မျိုးနှင့်ခါထောက်ကဧကန်းသို့ထွက်လာ၏မတနန်သည်ဘုခွေ၏လက်မ၌ဟန်လို့၍ဝေထားသောလက်ဆွဲကိုမြင်လိုက်သည်နှင့်ထိုကဲ့သို့ပြတ်လိုက်ခြင်းဖြစ်လေသည်ပထမ၌တာမြသည်လက်ဆွဲကိုမမြင်ဘဲဟန်တလုံးပန်တလုံးနှင့် ကိုရင်းလျက်ခါထောက်ကထွက်လာသောဘုခွေကိုသာမြင်ရသည်နှင့်ရေမော့နေစဉ်မတနန်ကယူခဲ့ပါ ခုပြောသဖြင့်ဖိုးခွေကလက်ဆွဲကိုချေပေးသောအခါတွင်မှ မြင်မိတော့သည်။တာမြတ်သည်ဖိုးခွေ၏လက်မှမတ္တနံကလှမ်းယူလိုက်သောလက်ဆွဲကိုမြင်သည်နှင့်တပြိုင်နက်အံအားသင့်လျက်ထိုင်ရာမှ ရုတ်ရက်ထလိုက်မိ။မတ္တနံကမူ၎င်းလက်ဆွဲ၏ရာဇဝင်မပြောင်းသော အဖြစ်ကိုချက်ချင်းတရိရ၍ခက်ခွဲခွဲထားမိပြုတော်လဲ။တာမြတ်ကမြင်နှင့်ပြည်ပြည်ဖြစ်၍တဆက်ကလေးကြည့်ပြရစေမတ္တနံ။ဟုဆိုကားလက်လန့်လိုက်၏။ မတဏမှာမြေသူကိုမြမပြခြင်းသောလက်ဆွေဖြစ်သောကြောင့်ညင်ဆံမြေပြုသည်ကိုတာမြတ်ကဟုတ်ပါဘူးမတဏခဏကလေးပါကြည့်ပြစီဗျာမတဏကမကြည့်ပါနဲ့ရှင်တေမိုက်တဲ့ကောင်လေးဘာလို့ထုတ်လာခဲ့ရတာလဲနင်တော့နှိမ့်မိတိုင်လိုက်ဦးမယ်အရက်ခံရစီမယ်မှတ်တာကိုတာမြတ်ကခဏလေးပါဗျာကြည့်ပြစီမပြခြင်းပြခြင်းနဲ့မတဏံကလမ်းပေးလိုက်သောလက်စွပ်ကိုတာမြတ်ကယူ၍ အတွင်ဘက်သို့လန့်ကျင်လိုက်သည်နှင့်ဒီပိုင်နှင့်တာမြတ်ဤမျက်နှာမှာတမျိုးတမျိုးဖြစ်သွားတော်သည်ကိုတာမြတ်ကဒီဟာဘသူလက်ဆွေလက်မတနံမတနံကမျက်နှာပြက်လျက်ကျမလက်ထေရောက်နေတဲ့ပစ္စည်းကျမဟာပေါ့ရှင်ကိုတာမြတ်ကမိုးသေးပါဘူးဗျဘယ်ကဘယ်လိုရောက်လာပုံလဲမတနံကရှင်ဘကြောင့်မိတာလေကိုတာမြတ်ကဒီဟာကျုပ်လက်ဆွေဗျကျုပ်အမေရဲ့အဖေကျုပ်တို့အဖိုးရဲ့လက်ဆွေပဲ ကျုံမေကဒီကဏီမှာဘယ်တော့မှမချွေရင်လေဆိုပြီးပြီးသွားရှာတဲ့လက်ဆွပဲကျုတို့အဖိုးလူဘုံတုံးကနက်ခတ်နဲ့ကြိုက်ပြီးကွန့်ထားခဲ့တဲ့လက်ဆွပဲဗျနဝရဆိုပေမဲ့နဝရတိုင်အဖိုးတဏ္ဍမဟုတ်ဘူးတဲ့ကျုတို့တော့နားမလည်ပါဘူးအန်ဒီရကင်းတဲ့အကြံစီအောင်တတ်တယ်ဆိုလို့ဝှထရတာပဲဘယ်တော့ပြီးလို့မှမယောင်းရင်လေလို့အမေကအမှတ်သွားရှာတယ်မတဏန်ကဒုံရင်တော့တန်နဲ့ရှင်ရှင်ရှင်လက်ထဲကပြင်လို့ပြောသွားတာလေ ဘုရားမြတ်ကခုနေကမတဏံပြောနေကြတဲ့အင်ဟာပေါ့ဗျာကျုပ်ကတညမှာမူမူယူယူနဲ့ဒေါသလူလေလှုပ်ဆိုတာမျိုးလိုတငယ်ချင်းစစ်ဘုတ်ကလေးတွေနဲ့ရောင်ရောင်ပေါင်ပေါင်ပေါက်သွားမိရမှကန့်ဆိုးကျင်တော့တပုံတွေဝင်လာတယ်ဆိုပြီးမြို့လက်လာနဲ့ကြိုက်ကြရိုက်ဆင်းပြေးလာကြရတော့ဒီလက်ဆွေကြံရည်ပါရောကိုဗျာမတဏံမှာဒါမြတ်ဤစကားကိုနားထောင်နေရမှမျက်လုံးပြူးထွက်လာ၍ ။သားမြတ်ကိုလည်းမမြင်ဘာကုံမြမမြင်တော့ပဲကြောင်တောင်တောင်ကြီးငေးကြည့်နေရတော့သည်။ကိုသားမြတ်ကမတနံဘယ်ကရတာလဲပြောစမ်းပါဦး။မတနံလည်းမိသူမြမပြောနိုင်ပဲကြက်သေးသေးကဲသူ့ဖြစ်နေစဉ်ခင်လေးစွေသည်နောက်ဖေးကြောင့်မှထွက်လာ၍လက်စွပ်ကိုကန်ကြည့်နေသော သားမြတ်နှင့်ကြောင်တောင်ငေးနေသောမတနံတို့ကိုတွေ့ရသည်နှင့်အံအားသင့်လျက်ယက်ကြည့်နေမိသည်။သားမြတ်လည်းခင်လေးစွေဘက်သို့လှည့်လျက်တော်တော်ဒီလက်စွပ်ကိုမတနံဘယ်ကရတာလဲ။ တော့ကင်လေးဆွေကဘာကြောင့်လဲမောင်ရေကိုသားမြတ်ကဒီဟာကျွန်တော်လက်ဆွေခင်ဗျာတော့ကင်လေးဆွေကဟုတ်တော့ကင်လေးဆွေပင်လင်မတ္တမလဲတော်မြေကဲ့သို့ရိုင်သွားလေသည်သားမြတ်သည်ရိုင်ကျသွားသောကင်လေးဆွေကိုဆွဲကင်ထားလိုက်ပြီးနောက်ကိုသားမြတ်ကဘယ်နဲ့လဲလူတွေဘာဖြစ်ကုန်ကြတာလဲကတို့ဇကမေးမရကြတော့ပါပဲလားသားမြတ်မှာသူသူငါငါထက် ထူအားသောလူတယောက်ကမဟုတ်ချေတို့ရတွင် လက်ဆွေပြောက်စင်ကအဖြစ်ပြများကိုမြို့လန်ခြင်းမှတပါခမ်းမမိဖြစ်နေသည်နှင့်အကြက်တဝင်းပြန်လန်ဆင်ခြင်မိသည်တွင်မှရေးရေးပေါ်လာလေတော့သည်သို့သောထိုမင်းကလေးမှာမိမိကလျှောက်လုံးအထင်ကြီးကဲ့သို့မတ္တနံဖြစ်လိမ့်မည်ဟုမထင်မိသောကြောင့်ပေါ်လာသောတွေးလုံးကိုလက်မခံနိုင်ပဲရှိလေတော့သည်မတ္တနံကဲ့သို့သောမိမသည်မြည်သည့်နင်းနှင်းမြ၎င်းအိမ်မျိုးသို့ရောက်နိုင်မည်မဟုတ်ဟုတစ်ဖက်မှယူဆ၍ အခြားတစ်ပတ်နိုင်လဲအခြားနည်းအားဖြင့်မတ္တနံဤလက်ထဲသို့ဤလက်ဆွေရောက်နိုင်ခြင်းကိုစဉ်းစား၍မရနိုင်အောင်ရှိတော့သည်မတ္တနံနှင့်ခင်လေးဆွေတို့ဤအမှုရာများမှမူသင်္ခါမကင်းဘွယ်ဖြစ်နေရတော့ဤဒါမြသည်လက်ဆွေကလေးကိုလက်ထဲတွင်တဆဆနှင့်မိမနှစ်ယောက်တို့ကိုတလဲစီလှမ်းကြည့်လျက်ရှိ၏မတ္တနံမူကားမျက်လွာချလျက်ရှိရာမှဒါမြတ်ဤမျက်နှာကဲကိုတစ်ချက်တစ်ချက်တွင်မျက်လုံးတောင်းမှစောင်းခဲ့ကြည့်မိလေသည် တမ်းရသည်မိမ၂ရက်တော့ဤအမူအရာနှင့်မိမိဤလွင်ပြေသောအဖြစ်အပျက်ကိုဆက်ဆက်ဆင်ခြင်မိရာတွင် စိတ်ထဲ၌လင်းကနေဖြစ်သွား၏မတဏံဘက်သို့လက်ကဟုတ်သလားမတဏံဟုတ်အရင်မရှိအဖျားမရှိဒုံဒီဒီဖြင့်မေးလိုက်ရာမတဏံကဟုတ်ပါလေကိုသားမြတ်ဟုတ်ပြန်ပြောလိုက်မတဏံသည်တာမြတ်ဆိုတော်သောအဘိဘေကိုရိပ်မိခဲ့လေပြီခင်းစေသည်လဲမေသူဤအာဘော်နှင့်ဖြေသူဤဆိုတော်ချက်ကိုတွေးတော်နိုင်လေပြီဤနေရာ၌ ကင်းလေးစွေသည်ဒါမြတ်ကိုခေါ်၍နောက်ဖေးဆောင်သို့သွားကြပြီလင်ထိုစဉ်ခါကမိမိ၏မကြမ်းမာပုံနှင့်ထိုညကမတ္တနံပြုမိပြုရာပြုရှာပုံအကြောင်းအရာများကိုဟိုတိုင်းမှန်ရာရှင်းလင်းပြောပြလေ၏ဒါမြတ်လည်းကင်းလေးစွေ၏စကားများကိုနားထောင်လျက်ရှိစဉ်၎င်း၏မျက်နှာမှာကြည်ချီတကားနောက်ချီတလဲရှင်ချီတကားညှို့ချီတလဲရှိနေတော့သည်နောက်ဆုံး၌ဂောတာမြတ်ကနေပါဦးတော်တော်မောင်ခွေးကဘယ်လိုလဲဒေါကင်လေးဆွေက ပေးလို့ရမှလည်းမောင်ရင်ဟိုညကပါခဲ့တဲ့ပရိဒရီပေါ်မောင်ရင်ရင်သွေးပါ။ဒါမြတ်မှာတခဏ၌ပါဇက်ဟာသွားတော်လဲနောက်တခဏတွင်ခြေရှင်သောအမူအရာသည် မျက်နာတွင်သာမက ခြေရော့လက်ပါဖော်ပြလေသည်။အကြောင်းမူကားလာမြတ်သည် နေရာကျလိုက်လေဗျာ။ဟုဆိုကားထိုင်ရာမှထားပြေး၍လူကြီးများ၏မျက်နှာကိုနားမလဲသည်နှင့် ကျောင်းထဲ၌ကုတ်လျက်ထန်နေသောဖိုးခွေးကိုကောက်ယူချီပွေကအကြိမ်ကြိမ်အထက်ထက်နန်းရှုံလျက်ရှိပေသောကြောင့်လီထို့နောက်တာမြတ်သည်မတ္တနံရှိရာသို့ဖိုးခွေးကိုပွေ့ချီသွား၍တကြိမ်မကလို့ဆေးချင်းအိုစမ်းပါစေဗျာကျုပ်သားရဲ့မိကိုကျုပ်သတိပါတယ်မတ္တနံကောဘယ်နဲ့တော့ခုမေကဖိုးခွေးကိုမတ္တနံဤရင်ဝင်တဲသို့ထည့်ပေးလိုက်သည်တွင်မတ္တနံမှာတာမြတ်ပြောလိုက်သောစကားဤအဓိပ္ပာယ်ကိုနားလည်သည်နှင့် ယင်ထဲ၌အလုံးစုံမတတ်ကျေးဇူးတင်ခြင်းချီးကျူးခြင်းဝမ်းမြောက်ခြင်းတည်းဟုသော အချင်းရာတို့သည်လိမ့်တက်လာ၍ကျမ်းပေါ်တို့အလျားလိုက်မောက်လျက်သာလင်သာမြဤခြေတော်ကိုနှစ်ဖူးနှင့်တိုက်ရတော့သည်ထို့နောက်လာကလေးဖိုးခွေးကိုလည်းငါတိုင်းဤနှင့်ဖီဖီကိုကတော့လေဟဲ့ဟုတ်ပြောကရှိခိုးစင်ရာဗာမြနားမလဲသောဖိုးခွေးမှလည်းသာမြတ်ကိုကြီးညိုပြီးဖြစ်သည့်အတိုင်းမိခင်ပြုတ်တဲ့သို့ခြေတော်ကိုနှစ်ဖူးနှင့်တိုက်ရှာတော့သည် စင်စစ်တော်ကမတ္တနံဒီကိုကျိုးမပါပဲဖြူစင်သောမေတ္တာတသက်ဖြင့်မိမိတို့အားခင်မင်လျက်ရှိသောတမ်းမြတ်ဤစိတ်တော်ကိုရိပ်မိသောအချိန်မှစ၍တမ်းမြတ်ကိုကြီးညိုလေးစားလျက်ရှိသောကြောင့်တမ်းမြတ်ဤဓဘုံကိုခင်လေးဆွေထံမှတတိစိတ်ပြန်ယူထားပြီးရင်မကြမကြကြောကယ်ပြည့်ဖြစ်၏မတ္တနံဒီတမ်းမြတ်ပေါ်၌ကြီးညိုခြင်းနှင့်လေးစားခြင်းတို့ဖြင့်သာအဆုံးသတ်၍ဤမြတ်ထက်နည်းနည်းလှိုက်လဲသည့် ချစ်ကြိုက်သောစိတ်မျိုးမရှိခဲ့ပါသလားဟုစစ်ဆေးကြည့်သည်ဆိုသောရွယ်သူရွယ်ရန်ဖြစ်၍နှစ်ဖက်လုံးလွတ်လပ်စွာရှိကြသောယောက်ျားနှင့်မိန်းမတို့မြည်ဒီမှာကြီးညိုလေးစားခြင်းမှချစ်ကြိုက်ခြင်းသို့ဂူပြောင်းသွားရမှာတဘာဝအားဖြင့်ခရင်သော အချင်းရာမဟုတ်ချေတို့ရာတွင်မတ္တလန်ကိစ္စ၌မူမတ္တလန်သည်မြည်ဒီနေနေမြဖြစ်နိုင်ဖို့လမ်းမမြင်သော အချင်းရာတစ်ခုဟု၍ယုံကြည်စိတ်ချထားခဲ့သည် ဖြစ်သောကြောင့်မိမိ၏စိတ်ကိုဗြိတ်အုပ်ကား ယတ္တမယထာကေခြင်းဖြစ်တော်သည်တို့ဖြစ်၍ထိုနေ့ဖို့မှာမိမိကဲ့သို့ဝမ်းမြောက်ကြည်ရှင်၍အလုံးစုံစိတ်ချမ်းသာသောမိမသည်ဤကဘာ၌ရှိနိုင်မည်မထင်ဟု၍ပင်မတ္တနံထင်မြင်မိတော်သတည်းလူမမပုံမှန်ငါအကျဉ်သမားအဖြစ်နှင့်ထောင်ထဲ၌အချုပ်ခံနေရစဉ်အတနာခံလွာများရည်တင်ရခြင်းအလုပ်ဖြင့်သာအချိန်ကုန်လျက်ရှိတော်၏အမတ်တရားဖြစ်၍ဝင်ကြီးတရားအဖြစ်သို့ရောက်ခဲ့ဖို့သူတယောက်ဖြစ်တော်လဲ ်ဘောလိဘျူရဟူသောသကလုံးဤအနက်ထိပ်ပဲနည်းနည်းဒီတကြောင်မိမိဘုံကြီးစဉ်ကသူတစ်ပါးတို့ကိုနှိတ်ခဲသော နိုင်ငံရေးသမားတယောက်ကိုရန်သူများကမလူနိုင်အောင်နှိတ်ချင်တတ်သောနိုင်ငံရေးနယ်ဤတဘာဝကြောင့်တကြောင်လူမော်ဤအတနာခံလာများနှင့်ပြင်ရှင်တို့မှအချင်းဤဖြစ်ခဲ့လေ၏ထိုတော်တွင်၌တဘုံများသည်ထားကြွလက်ပင်ရှိသေး၍အချို့နယ်များတွင်အစိုးရကအောင်မြင်၍အချို့တွင်တဘုံများကအောင်မြင်နေကြ၏တနည်းတနည်းတဘုံများသည် လူမကိုချုံနှောင်ထားသောမြို့ကိုဝိုင်းဝန်းတိုက်ခိုက်၍အောင်မြင်ရသည်နှင့်ထုံစံတိုင်းငွေရိုင်များကိုဖောက်ခြင်းအကျဉ်ထောင်များကိုဖွင့်ခြင်းစသည်ဖြင့်စီမံရတော့သည်တပုံများနှင့်တွင်ဒါလူနှင့်မြတ်ကျော်တို့လည်းပါလာကြ၏ထိုသူနေရာတို့မှာလူမော်နှင့်အတူစစ်ဆေးခြင်းခံရတော်လဲအရေးကြီးသောလူမကိုသာချုပ်ထား၍ခွေလေးဂျပုံများသာဖြစ်သည်ဆိုသောဒါလူနှင့်မြတ်ကျော်တို့ကိုမူထောင်လျှောက်သည်ဆို၍လွှတ်ပြလိုက်ခြင်းဖြစ်လေသည် သာလူနှင့်မြတ်ကြတော်သည်လူမော်ကိုဝမ်းမြောက်ဝမ်းသာထုတ်ယူကြ၍တပုံကောင်းဆောင်ထံသို့ခေါ်သွားပြီလျှင် လူမော်၏အဖြစ်အပျက်ကိုပြောပြကြ၏။ကောင်းဆောင်များသည်လူမော်အကြောင်းကိုတည်ပြီးဖြစ်၍လူမော်ကဲ့သို့သောဝါရင်တယောက်၏အသွင်ဝင်ခြင်းကိုနားလည်ကြသည့်အလျောက်ပါအောင်နှုကြတော်သည်။လူမော်ကိုယ်တိုင်မှလည်းအစိုးရအဖွဲ့ကိုစိတ်နာသူဖြစ်သည့်အပြင် အစိုးရနယ်ဘက်သို့မိမိကိုယ်ဝင်သွားပါကတပံချုပ်နှောင်ခြင်းမပြုဟု၍ မြေသူမြတာဝန်ခံလိုက်မည်မဟုတ်သည့်အတိုင်းမြစွာတိုက်တွင်းခြင်းခံမနေပဲ၎င်းအဖွဲတဲသို့ဝင်သွားတော်သည် လူမော်ဖို့မှာ၎င်းသဘုံအဖွဲတွင် ထိတ်တန်းသို့ရောက်ရန်ခင်းရင်သောအလုပ်မဟုတ်သည့်အတိုင်းမကြာမီအတွင်းပင်ဒုတိယကောင်းဆောင်ဖြစ်သွားလေ၏လူမော်တို့သဘုံအဖွဲသည်တမျိုးပြီးတမျိုးဆက်လက်အောင်မြင်သည်နှင့်သွေးကြီးလာကြ၍အတော်တန်အစိုးရစစ်တပ်များလောက်ကိုထုံးစံတိုင်းမချောင်ခွင့်တော်ပဲဇယဲစွာနှင့်တိုက်ခိုက်ကြ၏ ။တပုံများသည်မြို့တစ်မြို့ကိုတိုက်ခိုက်အောင်မြင်ပြီးနောက်ဆက်လက်အုပ်ချုပ်ရန်အစီအစဉ်မရှိဖြစ်၍ငွေတိုက်နှင့်ဈေးများမှငွေနှင့်ရိတ်ခါများကိုသိမ်းယူပြီးသည့်နောက်ထွက်ခွာသွားကြလေသည်။ဒီနေ့တည်း၌လူမတော်တို့သို့သည်ဒေါ်စကန်တခု၌စရဲချ၍မြို့တစ်မြို့ကိုဝင်ရောက်တိုက်ခိုက်ရန်အစီအစဉ်ပြုလုပ်လျက်ရှိကြ၏။သို့သော၎င်းမြို့သို့အစိုးရစစ်တမ်းများရောက်မည်ဟုသတင်းဖြစ်နေသောကြောင့်ရတန်ကဇနီးနာကြရခြင်းဖြစ်လေသည်လူမော်သည်အခြားကောင်းဆောင်များနှင့်တိုင်ပင်လျက်ရှိစဉ် ။တဘုံအချော့သည်အစိုးရပလိနေရကိုဖမ်းဆီးခေါ်ဆောင်လာကြ၏။ကောင်းဆောင်များသည်ထုံစံတိုင်းပလိများကိုစစ်ဆေးမေးမြန်းသည်တွင်မြို့တဲသို့အစိုးရစစ်ဗန်များမရောက်သေးကြောင်းသိရ၍ချက်ချင်းပင်ငွေရိုက်နှင့်ဈေးတို့ကိုဝင်စီရန်ရှိတတ်ကြ၏။မြို့တဲ၌ပလိဌာနနှစ်ခုရှိသော်လည်းတဘုံများသည်ပလိများလောက်ကိုအပြော့ဆို၍ဗမာနမပြုတ်ကြချေ။တဘုံများသည်မြို့အဝင်မှ မော်တာများပြစ်ပေါက်ခြစ်တက်သွားလျင်ပင်ဌာနများ၌ ပလိတ်မရှိတာပဲရှေ့ဖယ်ပေးကြသဖြင့်ခတ်ချောင်ချောင်နဲ့အောင်မြင်ရလေသည်မြို့ထဲသို့ရောက်၍လူနစုခွဲပြေးလျင်တပုံတစုသည်ယုံနှင့်ငွေထဲသို့လန်ကောင်းအခြားတစုသည်ဈေးသို့လန်ကောင်းချီတက်ကြ၍ရသည်များသောငွေဆက်ကူနှင့်ရိတ်ခါများကိုတင်ကျုံယူငင်ကြစဉ်မြို့ရွ၌ရှိသောအကြီးဆုံးအဆောက်အုံများ၌ပုံအောင်နေကြသည့်စစ်သားများသည်မိုးဥအချိန်တွင်မြေတွင်များမှပြုံထွက်လာကြသောဘလူများကဲ့သို့ဗောလာကြပြည်လျင်ဈေးနှင့်ငွေရိုက်သို့ နှစ်စုဖွဲ့၍ခြေတက်ကြတော့သည်အကြောင်းမူကားပလိနှစ်ယောက်ကိုဒေါ်ရမဖန်ခေါ်သွားခြင်းသည်စစ်ဘိုလ်၏အစီအစဉ်ဖြစ်ပေသောကြောင့်လည်းတပုံများသည်အချိန်လွန်ကာစမှစစ်ဘိုလ်၏အကြံကိုရိပ်မိ၍မြို့ပြင်သို့ပြန်ဆုတ်ရန်ကြိုးစားကြပါတော့လဲနေရကောင်းဟူသမျှတို့၌မရှင်ကန်းစစ်သားများခြားထားပြီးဖြစ်သောကြောင့်ကဲပကိုပိတ်မိသောကြွံများကဲ့သို့ထွက်ပေါက်မရှိအောင်ဖြစ်နေကြတော့သည်စစ်ဘိုလ်ကလက်မြဖို့အမိန်ပေး၍အမိန်ကိုနာခံသောသူတို့သာချမ်းသာရာရကြပေရာ ကုကံတက်ခတ်သူများနှင့်ထွက်ပြေးသောလူများမှစဘာပင်ကိုဒဇင်နှင့်ရိတ်ချင်းကဲ့သို့အတုံးအယုံလက်ကြလေတော့သည်မြို့မှထွက်သောလမ်းသို့တပုံတယောက်သည်မော်တော်ဆိုင်ကယ်တစ်စီးဖြင့်တဟုန်တို့ပြေးထွက်လာရာအကွယ်မှ၆နေကြသောစစ်သားများသည်မရှင်ကမ်းများဖြင့်ဆွဲလျက်ချိန်လျက်ရှိကြ၏ထိုအခါမှမှန်ပြောင်းနှင့်ကြည်သောစစ်ဘော်ကလူကိုမပြစ်နဲ့ဆိုင်ကယ်ကိုထိအောင်ချိန်ပါကွာခုပြောလိုက်သည်နှင့်စစ်သားများသည်အောက်သို့အနေငယ်နှိမ့်ကား ခလုတ်ကိုနှိပ်လိုက်တရက်တက်နဲ့တရက်တရက်မြည်သည့်အဆက်မပြတ်သောအတန်မျိုးထွက်လာသည့်နေပြန်နဲ့မော်တော်ဆိုင်ကသည် ခွေလိတ်သွား၍ဆိုင်ကပေါ်မှတပုံမှလည်းဝတရိုက်ခန့်ဆင်ထွက်သွားတော်သည်ထို့သောသည်မြေကြီးပေါ်မှထမြေပြည့်တော်လဲမတနိုင်သောလက္ခဏာနှင့်ပြန်ဝက်ကားငြိမ်သက်လျက်ရှိနေတော်သည်စေဘောဤအမိန်ရစေသားများသည်ဒေါ်လူထံသို့သွားရောက်၍တွေ့ခေါ်လာခဲ့ကြလေရာတပုံကောင်းဆောင်လူမော်သည်စေဘောတာမြတ်နှင့်မျက်နှာချင်းဆိုင်မိကြလေသည်တာမြတ်က လူမော်ဤကို၌ထိခိုက်သောဒဏ်ရာဒဏ်ကြံများရှိသည်တလို့ဟုစစ်သားများအားစစ်ဆေးစေရာလူမော်ကကိစ္စမရှိပါဘူးတင်ငယ်ချင်းစီးကရက်တလေးတော့သာရပါရစေဟုတ်ပြောသည်နှင့်တာမြလည်းအိတ်ထဲမှထုတ်၍တည်လေ၏တာမြနှင့်လူမော်တို့နောက်တစ်ကြိမ်တွေ့ဆုံကြသောနေရာမှကရန်ကုန်မြို့ထောင်ကြီးတွင်၌ဖြစ်လေသည်လူမော်မှာထောင်အဝယ်စားနှင့် ဖြစ်နေ၍ဒူးတရောင်စစ်စားသောနေရာများတွင်ကျက်စီးလျက်ရှိ၏တာမြကအနာတွေကသိရင်သလားတင်ငယ်ချင်း ဂလူမောင်ကကိစ္စမရှိပါဘူးလေကျိုးစင်တက်တဲ့အခါမှာအပွင့်ပဲပါလို့ဘာထူးသေးတယ်လဲကိုသားမြတ်ကဒီလိုမဖြစ်စေရပါဘူးတကယ်ချင်းဘိုးချုပ်ကိုချုပ်ကနားပူထားပါတယ်သူကလည်းကြိုးစားဖို့ဂရီပေးပါတယ်ဂလူမောင်ကမထင်ပါဘူးတကယ်ချင်းဥပဒေကိုဘိုးချုပ်ကဘာတက်နိုင်ပါလဲတရားရုံးမှာတည်နေတာကပဲကိုသားမြတ်ကတရားသူကြီးကိုဘိုးချုပ်ကကယ်နိုင်ပါတယ်ဗျလုံးလုံးမလွတ်တော့အကြီးဆုံးပြစ်ဒဏ်မျိုးမပေးဘူးဗောဂလူမောင်က သိတော့အကြောင်းမထူပါဘူးဗျာကိုကြံကျင်တယ်လို့ကြံခဲ့ရပြီမှန်တော့လေခံယုံရှိတာပေါ့ဩဒါနဲ့ခင်ဗျားတို့အကြောင်းကိုကြုတ်ကြားရပါပြီဝမ်းသာပါတယ်ဗျာသို့တော့ကျုပ်တောင်းပန်နေတာကလေးတစ်ခုရှိတယ်ဗျို့ဝဒါမြတ်ကဗာလဲဗျာဘုလူမော်ကမသနံကိုကျုပ်ကညှစ်ခဲ့မိပေတယ်ဗျာဝဒါမြတ်ကဒါတို့ရှိပါစေကိစ္စမရှိပါဘူးဘုလူမော်ကမဟုတ်သေးဘူးဗျာ ခင်ဗျားတို့မသိတာတခုရှိသေးတယ်။ဟိုနေ့ကမတ်တနံကိုလူစိုးတွေဖမ်းသွားတယ်ဆိုမဟုတ်လား။အဲ့ဒါကျုပ်စီစဉ်တာတွေဗျာ။ဘုရားမြတ်ကညာကိုလူမော်ကခင်ဗျားနဲ့ကျုံနဲ့ယထာလူဖြစ်နေတာသိလေတော့အန်ဒီကိုခဲထိုးရတာပေါ့ဗျာ။ဒီကြောင့်ခင်ဗျားမသိဘူးပေါ့။ကိုသားမြတ်ကဟွန်းမသိပေဘူးဗျာ။ကိုလူမော်ကခုမှတော့စိတ်မရှိပါနဲ့တော့နော်တကယ်ချင်း။ကိုသားမြတ်ကမထူပါဘူးတကယ်ချင်း။ သို့တော့ခမရမတိတာတခုကျုပ်ပြောပြကြရှိတယ်။ဘလူမော်ကမလဲဗျ။ကိုသားမြတ်ကခမရတို့ဟာဖိုးခွေးကြောင့်ကြွက်ကြတယ်မဟုတ်လား။ဘလူမော်ကအစ်စ်ပါပဲတငယ်ချင်းကိုသားမြတ်ကဖိုးခွေးဟာဘယ်သူသားထင်တယ်လဲ။ဘလူမော်ကဟင်းမသိဘူးခမရသားလား။ကိုသားမြတ်ကအစ်စ်ပေါ့မင်္ဂလမျိုးလက်နေညကဘလူမော်ကတန်တော့ကျုပ်နားလေပြီ။ မတ္တဏံပြောပြဘူးတဲ့ဟုတ်လိုက်လေဗျာဒါဖြင့်ကြည်ကြရောပေါ့လေဟင်ဟုတ်ပါအောင်သစ္စာတော်ခမည်းကတင့်နံပါတ်ပြီကိုဗျာညဏ်ဒီညဏ်နဲ့တွေထုတ်ရပြီမယ်အပြည့်တတော်သင်ငယ်ချင်းကနိုင်ပေတကိုပြီးစမ်းဗျာခမည်းလက်ဒါမြတ်ကလည်းလက်တန်းပေး၍လူမော်ကအာရပါရလှုပ်ရမ်းလျာဒါမြတ်မျက်လုံးများမှာမျက်ရည်ပြည့်လျက်ရှိ၏ကိုလူမော်ကဒါမြတ်၏ပခုံးကိုပုတ်လျက် ဘယ်နဲ့လဲကိုဆရာရှုံးတဲ့လူကဝမ်းမနေပဲနဲ့အနိုင်ရတဲ့လူကမျက်ရည်ကျနေရသလားဒါမြတ်သည်ဘုရုထံသို့သွား၍လူမော်အားမိမိကနှုတ်ကရီပေး၍ရအောင်ဖန်ဆင်းခဲ့ရခြင်းဖြစ်ကြောင်းမိမိဖန်ခဲ့သောလူတရားတို့တောင်းပန်နိုင်ခွင့်ရှိတင်ကြောင်းလူမော်ပေါ်၌မိမိထားခဲ့သောဂရိအတိုင်းဖြစ်မြောက်အောင်မဆောင်ရနိုင်လျင်ရွာရဲသားချင်းဖြစ်သောကြောင့်မိမိတို့ရွာ၌မိမိမှမျက်နှာပြတ်ဖို့ရှိကြောင်းစသည်ဖြင့်အကြောင်းပြဆိုလျက် အတင်းကပ်ဘူးတောင်းပန်လေတော့ဤဘုကျော်ကလည်းအစိုးရထံသို့ချင်းကပ်၍မိမိတဏ္ဍာမြဆောင်ရွက်ပေးပါမည်ဟုဂရိထားပေးလိုက်ဤနောက်တစ်ခေါက်ရောက်သွားပြန်၍တာမြကဘုကျော်အားလူမော်ကြောင့်ကိုမေးကြည့်ရာအစိုးရကစေသားများသည်မိမိတို့ဤအလုတ်ဝတရားအလျောက်တပုံများကိုဖမ်းဆီးရခြင်းဖြစ်၍မိမိတို့ဖမ်းဆီးရမည်သောအကျဉ်းသားများအတွက်တစုံတရာပြောပိုင်ဆိုပိုင်ခွင့်မရှိသင့်ကြောင်းစေသားတယောက်သည်အကျဉ်းသမားပေါ်၌မြည်ခဲ့သို့မျှဂရိထားပိုင်ခွင့်မရှိကြောင်း ပြုပိုင်ခွင့်မရှိသောအလုပ်တစ်ခုကိုပြုခဲ့မိသောလူတစ်ယောက်သည်မိမိ၏အမှားအတွက်မိမိသာခံဖို့ရှိကြောင်းနှင့်အပြေပေးလိုက်သည်ဟုဗိုလ်ချုပ်ကပြောပြလေသည်ဗိုလ်ချုပ်ကကျုပ်ကလည်းတက်နိုင်နေမြတော့ပြောပြပါတယ်ဗုဒ္ဓမြတ်ခမည်းလူကဟိုတကာတုန်းကလည်းဗြိဉ္ဉ်နဲ့လွတ်ထားတဲ့လူဖြစ်လေတော့တစ်ခါပြင်းနှစ်ခါတောင်းမှန်ပြီးဖို့ခက်တယ်ဗျဂုဒ္ဓမြတ်ကကျွန်တော်တို့မှာတရားရသားချင်းဖြစ်လို့သူ့မိဘမျက်နှာကိုမကြည့်ရအောင်ဖြစ်နေလို့ပါဗိုလ်ချုပ်ခမည်းဗိုလ်ချုပ်က ဒါတော့ကျုပ်မတက်နိုင်ဘူးဘုရားမြတ်ဒီပြင်ဟာတခုခုတောင်းညာယာရုတိုးခြင်းသလားကျုပ်ထောက်ခံပေးမယ်ဘုရားမြတ်ကယာရုတောင်းဖို့ထားလို့ဒီယာရုမှာတောင်းကြာကြာကြီးဆက်ပြီးအမှုတန်းဖို့ခရင်နေပါပြီဘုရုပ်ခမညာဘုရုပ်ကဗာလဲဗျာခမညာကစိတ်ကောက်တာလားဘုရားမြတ်ကစိတ်ကောက်တယ်လို့မဟုတ်ပါဘူးကိုယ်တငယ်ချင်းကိုတတ်ရတယ်လို့ဖြစ်နေလို့မဟုတ်ဘုရုပ်ကစိတ်မှုတန်းဆိုတာဒီလိုပေါ့ဘုရားမြတ်ကို့အဖေဖြစ်လေချမ်းသာမပေးနိုင်ဘူးပေါ့ ဝတာမြတ်ကကျွန်တော်တို့ကိုလူမော်ကျိုးစင်တက်ရရင်ဒီလုံနဲ့ကျွန်တော်နဲ့ဝေးကြဖို့ရှိတော်တယ်ထင်ပါတယ်ခင်ဗျာဘိုးရော်လဲလူမော်နဲ့တာမြတ်တို့ဤအထုပ်ပတ်တွေကိုတည်ပြီးဖြစ်၍အစိုးရထံအတန်တန်ကြိုးစားပေးပြီတို့ရတွင်ရန်သူများသောဝင်ကြီးဟောင်းတရ ဖြစ်သောကြောင့်ခရင်လာပြီဘိုးရော်ဤနာဗူမှုကြောင့်ဆိုင်းရာဝင်ကြီးသည်ကက်ဘိနက်အစည်းအဝေးသို့တင်ပြ၍လူမော်ဤပြဿနာကိုဆုံးဖြတ်စေ၏နောက်ဆုံး၌ ဝင်ကြီးတစ်ဖွဲ့လုံးသည်လူမော်အားတရားဥပဒေလမ်းစဉ်တိုင်းသွားစေရန်သဘောတူဆုံးဖြတ်ချက်ချမှတ်ကြသည်ဖြစ်၍တရားသူကြီးသည်လူမော်အားလက်နက်ဆွဲကင်ဒေါ်လာမှုဖြင့်ကျိုးစင်တင်ရန်စီရင်ချက်ချလိုက်လေတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတော်ဤ မြတ်သက်မောဟောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း15နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့တွေ့လဲယေရှုများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း16ဇာသိမ့်ပိုင်းမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ